ခင်အားလုံးပဲမင်္ဂလာပါเนาะအဲ့တော့အမျိုးသားကြိုးစည်းပွားဆိုတဲ့ခေါင်းစဉ်လေးအောက်မှာပြောမှာဖြစ်ပါတယ်ဒါကိုပြောဖို့ကျွန်တော်တိတဲ့ topic စိတ်ကူးရသွားတာကကျွန်တော်15ရက်နေ့ကကျွန်တော်ဒီ10ချိန်မြောက် NC လုတ်တဲ့ခါကျတော့အဲ့ဒီမှာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောတာလေးတွေ့လို့ကျွန်တော်ဒါလေးကိုပြောချင်တာအဲ့တော့အမျိုးသားကြိုးစည်းပွားလို့ခေါ်တဲ့ National Interest တခါတည်းမှတ်ထားကြနော်ကျွန်တော်နိုင်ငံသားတွေဒီဒါတွေမသိလို့ရှိရင်နိုင်ငံရှေ့ဆက်သွားလို့မရဘူးဗျနော်ဒါတွေသိဖို့လိုအပ်တယ်အဲ့တော့မျိုးသားကြိုးစည်းပွားကိုပြောမယ်ဆိုရင်ကျွန်တော်တို့လွတ်လပ်ရေးမရခင်အချိန်ကနေစကြည့်မှရ1941မှာ BIA စဖွဲ့တယ်52မှာ BDA ဖွဲ့တယ်နော်အဲ့မှာတက်မတော်ကမူဝါဒတွေစချတာပေါ့ ဘိုးကျော်အောင်စန်းတက်မလို့ကပေါ့နော် BIA ကနေစရင်မူဝါဒကြီးစချတော့လွတ်လပ်ရေးမရသေးဘူးပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာမြန်မာနိုင်ငံရဲ့အမျိုးသားရေးမျှော်မှန်းချက်ကဘာလဲလို့ပြောလို့ရှိရင်လွတ်လပ်ရေးဒီပထမလွတ်လပ်ရေးဒီဒုတိယလွတ်လပ်ရေးဒီတတိယလို့ခေါ်ရပြအဲ့ဒီမှာကျတို့1944ခုနှစ်မှာ ဖတပစဖွဲ1945မှာကျတို့ဖတပလဖတပလဖွဲတယ်အဲ့တော့ဖွဲလဲဖွဲပြီးရောကျတို့ဘာဖြစ်သွားလဲတက်မတော်ရဲ့နိုင်ငံတော်ပေါ့နော်တက်မတော်ကနိုင်ငံကိုတည်ဆောက်ဖို့လွတ်လည်ရည်ရွယ်ဆိုနိုင်ငံတော်ရဲ့အမျိုးသားရေးဝါဒအမျိုးသားအကျိုးစီးပွားအတွက်ကိုမျှော်မှန်းတဲ့အမျိုးသားရေးဝါဒကဘာလဲဆိုလို့ရှိရင်လွတ်လပ်ရေးသည့်ပထမ ဒီမိုကရေစီရေးသည့်ဒုတိယဆိုရှယ်လစ်ရေးသည့်တတိယဆိုပြီးတော့ဝါရပြောင်းနေဗျအဲ့ဒီလိုနဲ့ကျွန်တော်တို့1958လေးရောက်လေးရောက်တော့အင်းဆောက်စုကတက်လာအဲ့ဒီမှာနိုင်ငံရေးအင်အားစုတွေနဲ့အင်းဆောက်စုကနေပေါ့နော်အဲကျွန်တော်တို့စင်စာဆွေးနွေးကြပြီးတော့မူဝါဒပြောင်းသွားတယ်ရဲရွာအေဂျင့်ရင်းနဲ့တရားဥပဒေစိုးမိုးရေးကပထမဒီမိုကရေစီထွန်းကားရေးကဒုတိယ ဆိုရှယ်လစ်စီဝိုင်းစနစ်တည်ဆောက်ရေးတတိယဆိုပြီးတော့ဝါရတွေပြောင်းသွားတယ်အဲ့ဒီလိုနဲ့1962မတ်လ2ရက်နေ့မှာအာနာသိမ်းပြီးတော့တော်လိုင်းရေးကောင်စီတက်လာတဲ့အဲ့ဒီကတစဉ်1984ခြေဥပေါ်လာတယ်အဲ့မှာမူဝါရပြောင်းသွားတယ်နိုင်ငံတော်ရဲ့ဝါရကနိုင်ငံတော်ကာကွယ်ရေးဆိုရှယ်လစ်လူပေါင်းတည်ဆောက်ရေးဆိုပြီးနိုင်ငံတော်ဝါရပြောင်းသွားတယ် အဲ့ဒီလုံနဲ့1988မှာစက်တင်ဘာလ18ရက်နေ့မှာကျွန်တော်တို့ဟိုတက်မတော်အာနာသိမ့်လိုက်ပြီးတော့ဘူဂျုံမူကြီးစောမောင်အာနာသိမ့်လိုက်ပြီးတော့ကျွန်တော်ဝါရထက်ပြောင်းသွားတယ်နော်အဲ့ဒီမှာနိုင်ငံတော်လုံခြုံရေးအတွက်တက်မတော်ကတာဝန်ယူတဲ့အခါမှာအဲ့ဒီဝါရပေါ်မူတည်ပြီးယူမယ်နံပါတ်1နိုင်ငံတော်ကာကွယ်ရန်နံပါတ်2စွန့်ရိတ်ထက်မြက်စီရန် ပြည်သူလူထုရဲ့အကျိုးစီးပွားကိုထောင်စဉ်တည်ဖို့ရေးဆိုပြီးတော့ဒါတက်မတော်ရဲ့တာဝန်အဲ့ဒီမှာနိုင်ငံတော်ရဲ့ဝါဒအဲ့မှာဆက်လာပြီနော်အဲ့မှာဆက်လာပြီနိုင်ငံတော်ရဲ့ဝါဒကဒုတာဝန်အရေး၃ပါးဖြစ်သွားပြီအဲ့ဒီမှာဒုတာဝေ၃ပါးဗမာဘယ်ချိန်မှာဆပေါ်လဲဆိုတခါတည်းမှတ်သွားပါနော်1988စက်တင်ဘာလ18ရက်နေ့မှာအာနာသိမ့်ပြီးနောက်နဝတအစိုးရလက်ထက်မှာ ်ဦးစောမောင်ကြီးလက်ထက်မှာဒိုးတာဝေအေးတုံးမှာစတင်ပေါ်ပေါက်လာပါတယ်။အဲ့တော့အမျိုးသားကျိုးစီးပွားခေတ်ဆက်ဆက်လွတ်လပ်မရခင်နေ့ကလည်းရှိခဲ့တယ်။ဒါပေမဲ့ပုံစံပုံစံကြီးပြောင်းလာတဲ့အခါကျတော့အဲ့ဒီ1988ကနေစပြီးအခုချိန်ထိကအဲ့ဒီနိုင်ငံတော်ရဲ့ဝါဒကဒုတာဝေရေးသုံးပါသည်နိုင်ငံတော်ရဲ့အမျိုးသားအကျိုးစီးပွားတာဖြစ်ပါတယ်ဗျ။ကဲ